်မင်္ဂလာပါရှင်ကျမတော့ဖူးဤနေပါဒီဗီဒီယိုမြင်တန်ကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာပါပကုံးမျိုးကရက်ွက်တချို့မှာအဲဇင်းနဲ့နေသူတွေကိုမဲပေးပုံတရုတ်ပြပွဲမတက်ရင်အဲဇင်းဆက်မပေးဘူးဆိုပြီးဖိအားပေးအကြက်ကင်နာတွေရှိနေတယ်လို့မြို့ကန်ပြည်သူတွေစီကနေသိရပါဗျ။ မြို့သိခရက်ကွက်မှာနိုမာလာ23ရဲ့တနင်္ဂနွေနေ့ကလုတ်တဲ့မဲပေးပုံတရုတ်ပြရှင်းလင်းပွဲမတိုင်ခင်အဲဇင်းနဲ့နေထိုင်သူတွေကိုယာယီမှုကချင်းချောက်ပြောဆိုခဲ့တာဖြစ်ပြီးအလုံးမအားလဲတက်ခိုင်းခဲ့တာဖြစ်တယ်လို့အရိယက်ကွက်မှာနေထိုင်သူတယောက်ကပြောပါရယ်ရက်ကွက်ယုံကအကြက်ကင်ခေါ်တဲ့အတွက်လုတ်ပြတ်ခံပြီးသွားလိုက်ရသူတွေရှိပြီးတရက်တာဝင်ငွေဆုံးရှုံးလိုက်ရတဲ့အပေါ်မကျင်တတ်ကြဘူးလို့သူကပြောပါရယ် အဲ့ဒီမဲပေးပုံရှင်းပြတဲ့တရုတ်ပြပွဲကိုတက်တဲ့သူများအောင်လို့တခြားဖိအားပေးတဲ့နှီးတွေနဲ့လူစုတာတွေကိုဘကုမျိုးပေါ်ရက်ွက်တွေမှာဆူဆူရွရွရွာကြားနေရတယ်လို့နိုင်ငံရေးလှုပ်ရှားမှုကြောင့်ယာယီတင်းဆောင်နေရသူတယောက်ကပြောပါတယ်။ဘကုတိုင်းပြည်မြို့နယ်ကွင်းကြီးကျေးရွာအုပ်စုမှာနိုမာလာ20ရက်ကလုတ်တဲ့မဲပေးပုံတရုတ်ပြရှင်းလင်းပွဲအတွက်လူစုထားဖို့ညွှန်ကြားခဲ့ပေမဲ့စုစည်းထားတာမရှိတာကြောင့်ဖြည့်ရှင်းချက်ပေးဖို့ကျေးရွာအုပ်ချုပ်ရေးမှုနဲ့ကျေးရွာအုပ်စုစည်းရေးကိုမြို့နယ်ထွေအုပ်ကဆင့်ခေါ်တဲ့ဖြစ်ရလဲရှိခဲ့ပါသေးတယ်။ ဲ့လိုဖြည့်ရှင်းချက်တောင်းခံရတဲ့အတွက်အေးအေးခံရမှာစိုးရင်ပြီးတော့ကြီးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်တချို့ထွက်ပြေးတိမ်းရှောင်သွားတယ်လို့သတင်းတွေတချို့မှာဖော်ပြထားပါတယ်ရှင်။အမေရိကန်ရောက်မြန်မာနိုင်ငံသားတွေကိုယာယီနေထိုင်ခွင့်နဲ့အကာအကွယ်ပေးတဲ့အခြေအနေ TPS ကိုရပ်တန့်လိုက်ပြီလို့အမေရိကန်အစိုးရကကြေညာလိုက်ပါတယ်။ မြန်မာနိုင်ငံမှာစစ်တပ်ကအရေးပေါ်အခြေအနေကိုရုတ်သိမ်းပြီးစစ်ကောင်စီကနေစစ်ကော်မရှင်ကိုအာဏာလွှဲပြောင်းလိုက်တာလာမယ့်နှစ်ကုန်ပိုင်းမှာရွေးကောက်ပွဲလုပ်ဖို့စီစဉ်နေတာနဲ့စစ်တပ်ကတိုင်းရင်းသားလက်နက်ကိုင်တပ်တွေကြားအပြည့်ရဲ့သဘောတူညီချက်ရတာတွေကြောင့် TPS ကိုတတ်တမ်းမတိုးတော့တာလို့အမေရိကန်အမိမြေလုံခြုံရေးဝန်ကြီးဌာနရဲ့နိုင်ငံသားဖြစ်မှုနဲ့လူမှုကြီးကြပ်ရေးဌာနကထုတ်ပြန်ပါတယ်။အဲ့လိုတတ်တမ်းမတိုးတော့တဲ့အတွက်လက်ရှိ TPS ခွင့်ပြုချက်နဲ့အမေရိကန်မှာနေထိုင်သူတွေဟာရပ်ပေါင်း60အထိပဲနေထိုင်ခွင့်ရတော့မှာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ2021စစ်အာဏာသိမ်းမှုဖြစ်တဲ့အတွက်အမေရိကန်မှာရောက်နေတဲ့မြန်မာနိုင်ငံသားတွေကိုသမ္မတဂျိုးဘိုင်နဲ့အဆိုအရကယာယီအကာအကွယ်ပေးတဲ့အခြေအနေ TPS ပြဋ္ဌာန်းပေးခဲ့တာဖြစ်ပြီးတနည်းတစ်ခါတက်တန်းတိုးပေးခဲ့တာဖြစ်ပါရဲ့ရှင်။လဘရောင်ဂျင်းနီစီမံကိန်းလှုပ်ဆောင်နေတဲ့ဝမ်ပေါင်ကုမ္ပဏီကစစ်တပ်ကိုကြောထောက်နောက်ခံယူပြီးစီမံကိန်းအနီးအနားကဒေသခံတွေအပေါ်နိုင်ထက်စီးနင်းလူအခွင့်အရေးချိုးဖောက်မှုတွေကျူးလွန်နေတယ်လို့ဒေသခံတွေရဲ့ပြောပြချက်အရာသိရပါဗျ။ဝေဝေသတင်းပေးပို့ထားပါရဲ့ရှင်။ အာနာသိမီနောက်2021အောက်တိုဘာလကစလို့စစ်တပ်ကလဘရောင်းတောင်ကျင်းဒီစီမံကိန်းဝင်အတွက်မှာတက်ဆွဲပြီးအနီးတဝိုက်ကရွာ15ရွာကိုမိရှိုးဖျက်ဆီးခဲ့လို့အင်ဂျင်900ကျော်မီလောင်ဖျက်ဆီးခဲ့ရပါတယ်။2022နောက်ပိုင်းမှာတော့တခြားသောကြေးရွာတွေကိုပါထပ်မံပြီးမိရှိုးဖျက်ဆီးခဲ့တာကြောင့်အင်ဂျင်1000ကျော်ဟာမီလောင်ပြချခဲ့ရပြီးဒေသခံတွေကအိုမဲအိမ်မဲဖြစ်ခဲ့ကြရပါတယ်။ဒါပြင်အာနာသိမီနောက်မှာပဲ ဝမ်ပေါင်ရဲ့စီမံကိန်းမြေနေရာချဲ့ထွင်ဖို့အတွက်ဒေသခံတွေရဲ့နေအိမ်တွေကို အတင်းအဓမ္မဖယ်ခိုင်းခဲ့ပါတယ်။မြေနေရာချဲ့ထွင်တဲ့အထဲပါသွားတဲ့ဒေသခံတွေမှာတော့နေစရာမြေမရှိတော့တဲ့အကြောင်းဒေသခံတွေကိုကူညီနေတဲ့ဆလင်းကြီးဒေသတွင် တက်ကြွလှရှားသူမချောစုဟန်ကပြောပါတယ်။အိမ်တွေတိမ်းခံလာရတဲ့အနေအထားတစ်ခုပေါ့ဗျာ။အဓိကသူတို့ဒီခြံစည်းရိုးတွေတိုးခတ်တော့မှာပေါ့နော်။နေစရာမရှိတော့ဘူးလေနော်။ မီးရှို့ခံလိုက်ရတာမှဘာဖြစ်လို့မြည်ကြံသေးတဲ့ခုမပြွာပေါင်းတိုင်လေးပါလေးထောင်ပြီးတော့အမိုးကလေးရရင်အမိုးလေးတဲလေးနဲ့လုံနေဖို့အတွက်မြည်ရှိတယ်ခလကဟိုမြည်နေရာတွေတင်းခံလိုက်ရတဲ့ဟိုပြည်သူလူထုမှာကြတော့မြည်လဲမရှိတော့သူတို့အရေးကြီးကြက်တဲသွားပြီအဲ့တော့အဲ့ဒီကြက်တဲမှုအဲ့ဒီဝမ်ပေါင်ဘက်ကတဆင့်ဗာပြန်လှုပ်လဲလို့ပြည်သူလူရဲ့ကြက်တဲမှုအခွင့်အရေးယူပါပေါ့နော်မင်းတို့အိမ်ကတော့တင်းလိုက်ပြီအဲမင်းတို့အိမ်ကမိသားစုယောက်ျားလေးဖနှစ်ယောက်ရှိလေအဲ့ဒါကဝမ်ပေါင်ပါ လာပြီးတော့အလုံးလုံးလို့ရမယ်မြင်းနေရာလဲသူတို့ကရတယ်အလုတ်သမားလဲရတယ်ဘာပြည်သူကိုပြန်ပြီးကန်လန်းတာမဟုတ်ဘူးမတရားအားရမှာပြည်သူနေကျူးကျော်ပြီးတိမ့်ပိုက်တာလုံးဝဒီအိမ်တွေတိမ့်ခံလိုက်ရရာတွေတိမ့်ခံလိုက်ရပြီးတော့ဟိုလုံးဝဒီဘေးကိုရောက်သွားခဲ့တဲ့အိမ်တောင်ကူဆက်နှက်စုရှိတယ်ဒေတာကန်ဝန်ထမ်းတွေ CDM လုတ်တဲ့အခါမှာဝမ်ပောင်ရဲ့လုပ်ငန်းလေပတ်မှုကရပ်တန့်သွားခဲ့ပြီးဒေတာခန်တွေပေါ်အညိုးနဲ့ရွာတွေကိုမိရှို့တာဒေတာခန်တွေကိုတပ်ဖြတ်တာတွေလှုပ်ဆောင်ခဲ့တယ်လို့ပြောပါတယ် ဒါရီပြင်ကိုမှဝမ်ပောင်ကုမ္ပဏီတွဲမှာအထိုင်ချထားတယ်။စစ်တပ်က2025ခုနှစ်အတွင်းမှာတော့ရွာတွေကိုစစ်ကြောင်းထိုးပြီးမိရှူတာတွေမလုပ်တော့ဘဲဒေသခံတွေရဲ့ပိုင်ဆိုင်မှုနေအိမ်တွေကိုဖျက်ဆီးခိုးယူသွားတယ်လို့လဘရောင်းတောင်အနီးကျေးရွာဒေသခံတယောက်က TVB ကို ပြောပါတယ်။ကျန်ဒီဝင်ထွက်လာရင်ကြီးရတယ်အနည်းဆုံးရောက်တယ်ဘယ်ကြီးရဘူးဆိုဝင်စီးမှာဆိုမသိတယ်ကွာရုပ်ပြစင်းနဲ့ကားဒီမှာပြည်သူတွေအသက်ဆုံးရှုံး များနေတာလဲဒီဝမ်ဘောင်ရဲ့အောက်မှန်ပေးမှုတွေကြောင့်လဲဝမ်ဘောင်ဝစစ်စီခြေစကတ်ဆိုင်စကတ်အနေနဲ့အတုံးပြူခဲ့တာကြောင့်လဲကျွန်တော်တို့ပြည်သူတွေကအများကြီးထိနာခဲ့ရတယ်ဒီတရုတ်နဲ့စကားဆိုင်ရဲ့မြန်မာနိုင်ငံဘုံအောက်မှာပြည်သူတွေလုံးဝလေဆင်းပြီးခံရမယ်အနေဒါရှိပါတယ်စစ်ကြောင်းတွေထိုးတယ်ဒီကျွန်တော်တို့လက်နက်ကြီးတွေပြစ်တဲ့အခုအခုလက်ရှိဟာမှာအဲ့လိုမိရှူတာတွေဘာတွေလောက်တော့ဝမ်ဘောင်ကမိရှူတာတက်တည်ကြတယ်ဗျဝမ်ဘောင်ဘက်ကဟဲ့ဝမ်ဘောင်စကားဆိုင်ဘောကလေဝမ်ဘောင်ကနေထွက်လာရင်မိမရှူရဘူးလို့ပြောတယ် ။ဗမီးတာမယူတာအိမ်ငါကြီးတဲ့တစ်သားတို့စင့်တို့ရောက်တော့အကုန်လုံးကိုဖြုတ်ယူတာအိမ်ကတိုင်မဲကြံနိုင်တဲ့အမှုပဲကြံခဲ့တယ်။ပြည်သူတွေကရုတ်တရက်ကြီးထွက်ထွက်ပြေးရတာ။ဒီပဝင်းကျင်မှာသူတို့မီးမရှို့ဘူး။စစ်ကြောင်းတို့ရဲ့လုံခြုံရေးလှယ်တာမီးမရှို့ပဲကွာ။ဒါပေမဲ့အစဲမှာရေပီဘောကတခုမှမရှိတော့။လက်ရှိမှာတော့ဝမ်ပောင်းကုမ္ပဏီရဲ့ဂျင်းနီတောင်စီမံကိန်းကအပြေအဝပြန်လည်လက်ပတ်နေတာဖြစ်ပြီးစစ်တပ်နဲ့အကျိုးတူမျှဝေနေကြောင်းလည်းစုံစမ်းသိရပါဗျ။ပြီးခဲ့တဲ့အောက်တိုဘာလထဲမှာစစ်တပ်ကလဘရောင်းဂျင်းနီတောင်စီမံကိန်းအနီးက ိုးချိုပြင်တောင်းရေခါမြောင်ဆက်တဲစီတော့ဖောင်းကရာဇလင်းကြီးဘလောင်ရွှေလေးချက်ဘူးမစလီကန်နဲ့ဇဒတ်စရရော်တွေကိုလေကြောင်းကနေတိုက်ခိုက်တာဒရုန်းနဲ့ပစ်ခတ်တာစစ်ကြောင်းထိုးတာနဲ့မိရှုဖြက်စီတာတွေပြုလုပ်ခဲ့ပါတယ်ကျွန်မဝေပါရုရှားကတူတက်ဖွဲ့တွေဟာယူကရိန်းရွာ၃ရွာကိုတနင်္ဂနွေနေ့မှာထပ်မံသိမ်းပိုက်နိုင်ခဲ့ပြီးယူကရိန်းကအဲ့ဒီနေ့မှာပဲရှေ့တန်းမှာတိုက်ပွဲ162ကြိမ်ဖြစ်ခဲ့တယ်လို့သတင်းပို့ခဲ့ပါတယ်။ ပြီးခဲ့တဲ့24နှစ်အတွင်းရုရှားတပ်ဖွဲ့တွေဟာယူကရိန်းပြည်မှတ်တွေကို148နေရာမှာတိုက်ခိုက်ခဲ့ပြီးဒန်ညက်စ်ဒေသကရွာ3ရွာကိုထိန်းချုပ်ခဲ့တယ်လို့ရုရှားကာကွယ်ဝင်ကြီးဌာနကသူ့ရဲ့နောက်ဆုံးအစီရင်ခံစာထဲမှာပြောခဲ့ပါတယ်။ယူကရိန်းနိုင်ငံ Pokhros ဒေသမှာအမှတ်နှစ်ရုရှားတပ်မတော်ရဲ့တိုက်ခိုက်ရေးအဖွဲ့တွေဟာအလဲပိုင်းခရိုင်တပ်တူတွင်ခရိုင်နဲ့နောက်ပိုင်းဆက်မှုစုံခရိုင်တို့မှာအဝိုင်းခံထားရတဲ့ယူကရိန်းတပ်ဖွဲ့တွေကိုဆက်လက်တိုက်ခိုက်ခဲ့တယ်လို့ရုရှားကာကွယ်ဝင်ကြီးဌာနကပြောပါတယ်။ ယူကရိန်းလေတပ်ဒုံးကျည်တပ်ဖွဲ့နဲ့အမြောက်တပ်တို့ကရုရှားတပ်သားတွေလက်နက်တွေနဲ့စစ်ဖက်ဆိုင်ရာပစ္စည်းတွေစုဝေးရာနေရာနှစ်ခုကိုတိုက်ခိုက်ခဲ့ပါတယ်။ဒါ့အပြင်မြောက်ပိုင်းဒေသနှစ်ခုမှာတိုက်ပွဲ16ကြိမ်ဖြစ်ခဲ့တယ်လို့ယူကရိန်းဘက်ကပြောပါတယ်။ယူကရိန်းရှေ့ပိုင်းတပ်ဖွဲ့တွေကစနေနေ့မှာ Pokros Mynorit အစုအဝေးမှာကာကွယ်လုပ်ငန်းတွေကိုဆက်လက်ဆောင်ရွက်ခဲ့ပြီးရုရှားတွေရဲ့တိုက်ခိုက်မှုတွေကိုအအောင်မြင်မြင်တွန်းလှန်နိုင်ခဲ့တယ်လို့လည်းပြောပါရရှင်။ ဒီဗီယိုမြင့်တန်ကြရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားကြရတာပါကျမတော့ဖူအီအီနဲ့ပါကြည့်ရှုနားဆင်ပေးကြရတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်